့ဒီလိုမျိုးကြီးရိုက်တာတော့မှပဲဘာဖြစ်လို့ငိမ့်ခံနေတာလဲလေးသေးသေးလေးကစပြီးတော့မှကို့ထင်ဘုတ်ကနဲ့ဆိုပြန်လောက်တတ်တဲ့အရွယ်လေးလူများနေလို့ကြောက်လို့လားနိနာသူမိန်းကလေးဖက်ကဘလို့ထွက်လာမလဲပေါ့နော်ထွက်လာတဲ့အချိန်မှာကျမတို့ကတော့တတ်နိုင်တလားကူညီပေးဖို့ပေါ့နိနာရဲ့မိန်းကလေးရဲ့ဖက်ကထွက်မလာသလိုပြုတ်လောက်တဲ့မိန်းကလေးတွေရဲ့မိဖတွေဖက်ကလည်းထွက်မလာခဲ့ဘူးအခုချိန်ထိ င်္ဂလာပါမိုးရဲ့ channel လေးရင်ကြိုဆိုလိုက်ပါတယ်မိုးဒီနေ့တစပိ channel video လေးရတော့ live မှာမှာနာမည်ကြီးနေတဲ့မြောင်မြအထက်ခ6ခကျောင်းသူတွေအောက်စုဖွဲ့ပိုက်ရိုက်ခဲ့တာနဲ့ပတ်သက်ပြီးတော့အခုဆိုလို့ရှိရင်အရိုက်ခံရတဲ့ကျောင်းသူလေးကို DNDD ကနေပြီးတော့အပင်းစကားတွေပြောနေရပဲဖြစ်ပါတယ်ဘာပဲဖြစ်ဖြစ်အနောက်မှာရင်ဆိုင်ပေးမှဆိုပြီးတော့ DNDD ကပြောနေတာအရန်လည်းအားရစရာကောင်းတယ်ကြည့်တဲ့မျိုးတွေလည်းဘူးထရရအောင်လို့ပြန်လည်းညှောက်လိုက်တာပဲဖြစ်ပါတယ်ဒါဆိုတော့ video လေးကိုစလိုက်ကြရအောင်နော်ပွဲဒီပွဲနော်ဒီပွဲမှာကျမတို့တယောက်တည်းဖြစ်နေတဲ့ရိုက်ခံရတဲ့ကောင်မလေးဘက်ကနေတစ်ချက်ကြည့်ကြည့်အောင် သူဘာဖြစ်လို့အများကြီးရဲ့ဝိုင်းအနိုင်ကျင့်တာကိုခံရတာလဲကြောက်လို့လား तू ကြောက်လို့လားဒါမှမဟုတ် तू မိဘတွေကပြောထားလို့လားเจ้ามายําผิดกาอูสาจ้วซาแม่ยําผิดจောက်ทุกข์แค่แม่นี่บลูบลุ้งเนี่ยบลูบลุ้งเนี่ยดิโลบลุ้งเนี่ยเจนเนี่ยบลา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 ดาริပြောထားလို့ तू ခံနေတာလားကို့ဒီလိုမျိုးကြီးရိုက်တာတော့မပဲဘာဖြစ်လို့ငိမ့်ခံနေတာလဲเนาะခလေးသေးသေးလေးကစပြီးတော့နှစ်နှစ်သုံးနှစ်ခလေးလေးတော့မကို့ထိဘုတ်ကနဲ့ဆိုပြန်လောက်တတ်တဲ့အရွယ်လေး လူများနေလို့ကြောက်လို့လားများနေလို့ကြောက်လို့လားခလေးမလေးမျက်နှာမှာလဲသူတို့ကြောက်တဲ့အရေးအယောင်တော့ကျမမတွေ့ဘူးသူ့အိမ်ကိုကြောက်လို့သူ့အိမ်နဲ့မရှင်းရဲ့လို့ဖြစ်နေတဲ့အဖြစ်မျိုးကျမတွေ့ရတယ်ဒါကျမတယောက်တည်းသဘောထားကွဲလွဲခွင့်ရှိရပါတော့ကျမပြောချင်တာတာသမီတွေကိုတအားမချုပ်ချင်နဲ့အခုဖြစ်လာတဲ့ပြဿနာမှာအရန်ခလေးမလေးကဒါသူ့တသက်လုံးမှာတိမ်ငယ်စိတ်တွေနဲ့နေသွားရတော့မယ်သူတို့မျက်နှာကိုကြည်တိုင်းမှာတွေ့တိုင်းမှာအရန်စိတ်မကောင်းဖြစ်ဖို့ကောင်းတယ်ဒါကြောင့်မို့လို့တွေ့တဲ့ ဖြစ်လာတဲ့ပြဿနာကိုမှန်မှန်ကန်ကန်နဲ့ဖြေရှင်းနိုင်ဖို့မိဘတွေဘက်ကလည်းပန်ဖို့ပေးတဲ့ခလေးကိုချုံနောင်ပဲမထားပဲနဲ့ပြဿနာမဖြစ်ကောင်းလို့ရမြစ်ကောင်းလို့ရမြစ်ဘာဖြစ်လို့လဲမဆမ်းကြလားပြက်ပြက်ဒီလိုမျိုးဒီလိုမျိုးတွေပြောနေမဲ့မိပါတွေဆိုတာကိုကိုတိုင်းမဖြစ်စေနဲ့ပြီးတော့သားသမီးကိုချုပ်ချယ်တဲ့မိပါတွေမဖြစ်စေနဲ့သူ့အွယ်နဲ့သူ့သူ့လွတ်လပ်ခွင့်နဲ့သူ့လုံနိုင်ကန်တိုင်းသွားနိုင်လာနိုင်ဆုံးဖြတ်ချက်အမှန်ကန်ရမယ် ကျမတို့ဆိုငငယ်တုန်းကလည်းအဲ့လိုပဲအုပ်စုဖွဲ့အနိုင်ကျင်တာကျမတို့ကြုံဘူးတယ်ကျမကြုံဘူးတယ်ကျမပြဿနာကိုကျမတယောက်တည်းကျမဖြေရှင်းခဲ့တယ်ပြဿနာလူကြီးတွေပါနောက်ပိုင်းဆိုပါလာကြတယ်ဘလို့ရှင်းတယ်ဘလို့ရှင်းတယ်ဆိုတော့ကိုလည်းပြောပြရတယ်လေဒီလိုဒီလိုရှိတယ်ကိုပြဿနာဒီလိုကိုအမှန်ပြောပြရဲသူတို့လည်းပြန်ပြောတယ်ပြောလို့ကိုကရိုက်တာဒီလိုမျိုးအသူတို့ပြောရတာကိုထပင်းစားနေတာလာပြီးတော့ထပင်းစားနေမဟုတ်လဲသူကချီးစားနေတာဆိုတော့ဟမ်ဆိုကောင်းမဆိုဖြက်ရိုက်ထိုက်တာအဲ့ဒါအေးသွားနော်အဲ့ဒါငဲငယ်လေး၆တန်းလာမသိဘူးအဲ့ဒါရုံးကနေရောက် ကျောင်းနေရဟိုဘက်ကပက်ဆက်ရှိတော့တိတယ်မလားပြူ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 းတွေနဲ့ဟာအမေကလည်းအဲဘာဖြစ်တာလဲငါသမီးကဒီလိုမျိုးသူမျိုးတခါမှဒီလိုမလုပ်ဘူးဘာဖြစ်တာလဲဆိုတော့အမေနဲ့ တွေ့လဲတွေ့ရောအမေကဘာပြောလဲသမီးထမင်းစားနေတာတော့ထမင်းမစားထမင်းစားနေတာမဟုတ်ချီစားနေတာပြောလို့သမီးရိုက်ထိုက်တာဆိုတော့အေးဟုတ်တယ်ဆိုပြီးအမရှင်းကြတယ်မာကြီးလို့လုံးနဲ့ဘာဖြစ်တယ်ညာတို့လူကြီးတဲ့ကိစ္စကိုအခုထိကိုမသိငယ်ဟာဟုတ်ကွယ်တို့တို့တွေ့တဲ့အချိန်မှာလဲကိုမသိငယ်ဟာဟုတ်ရိုက်ခိုင်းရတဲ့ကောင်မလေးကလည်း तू ပြောလို့ तू ရိုက်ခိုင်းရတာဆိုတော့သူ့မှာသိငယ်စိတ်တော့မရှိဘူးအဲ့တော့ဘာပဲဖြစ်ဖြစ်သားသမီးတွေကိုမွေးတဲ့အခါမှာဖြစ်ဖြစ်လွတ်လွတ်လပ်လပ်ကလေးတော့မွေးတာပေါ့နော်တာကြီးလွတ်လပ်တာတို့ဒီလိုမိဘနဲ့သားသမီးနားလဲအောင်ဖွင့်လင်းအောင်ပြောတတ်အောင်ပြောတာဒီကလေးမလေးကမျက်နှာ ကြည့်ရတာတကယ်ဘာလုံးလုံးငိန်ခံနေတဲ့ပုံစံပေါက်နေတဲ့အတွက်ဘာကိုသူကြောက်တာလဲသူမိဘကိုကြောက်တာလားဆရာတွေကိုကြောက်တာလားပြဿနာမဖြစ်ချင်တာလားတကယ်ချင်းပေါင်းသင်းတွေကိုကြောက်တဲ့သူ့ကိုလုံနေတဲ့လူကိုကြောက်တဲ့မျက်နာတော့သူ့မှာကျမမတွေ့ရဘူးငါကျမတယောက်တည်းအမြင်ပေါ့နော်ကျမဒါလေးပြောပြပေးတာသားသမီးတွေကလည်းဆုံးဖြတ်ချက်မှန်တဲ့သားသမီးတွေဖြစ်ကြပါစေမိဘတွေကလည်းသားကောင်းသမီးကောင်းတွေရကြပါမြောင်မြအကြောင်းသူလေးတွေအနိုင်ကျင့်တဲ့ပွဲကိုတင်လိုက်တာ post အောက်မှာမန့်ကြတယ်နော်မိဘတွေကကိုသားသမီးကိုချစ်တဲ့စိတ်နဲ့ပေါ့ကျွန်တော်သားသမီးကိုထိကြည်ပါလားကျမသားသမီးကိုထိကြည်ပါလားဒီလိုမျိုးမန့်ကြတယ်ထိတော့ထိလိုက်ပြီဟိုကထိလိုက်ပြီကလေးတွေလည်းအိမ်ပြန်ရောက်လာပြီ၃၄ခါရမှတိမယ်ပွားပြန်ချလို့အဆင်ပြေမလားရဲတွေလူကြီးတွေပါလာမယ်ကျမပြောချင်တဲ့သဘောကကိုမပါဘဲနဲ့သားသမီးကိုသူ့အရွယ်လေးနဲ့သူ2နှစ်3နှစ်5နှစ်10နှစ်15နှစ်အနှစ်20 အနည်း340ရက်တည်နိုင်အောင်မိဘတိုင်းလုပ်ပေးတင်တယ်နော်အခုဒီကောင်မလေးအရွယ်က73လေးနှစ်အရွယ်ရှမ်းဖြစ်ပြီကိုကိုကိုထိလက်ရောက်လှုပ်လာပြီကိုပြန်လှုပ်နိုင်ရမယ်ဒီလိုမျိုးကိုသားသမီးကိုကိုမက်ဆေ့ပေးထားနိုင်ရမယ်လူများတယ်တို့လူများတယ်ကိုသားသမီးကြောက်မတက်ခင်နဲ့ကကျမတို့ကကိုသားသမီးကိုရန်ဖြစ်ဖို့တော့တခါမှမပြောဘူးဒါမဲ့ဒီမှာကျန် ဟို Facebook တွေမှာရှိတယ်အများနဲ့တရဝိုင်းချနေကြသူ့ကိုတော့ပြောတာမဟုတ်ဘူးဒါမဲ့အများနဲ့တရဝိုင်းချနေကြကိုဆိုရင်တော့တယောက်ကိုမိမိရတော့လုတ်ပြမှာပဲတီကောင်တော်မှပဲတွန့်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 ဆိုရင်လူတွေကြောက်သေးတာပဲငြိမ်ပြီးခန်းနေတာအုပ်စုဖွဲ့အနိုင်ကျင့်တဲ့လူတွေကတတိရှိလို့မဟုတ်ဘူးတယောက်ထဲကတတိရှိလို့တယောက်ထဲကိုပြန်လုတ်ကြည့်လိုက်တယောက်ထဲကလည်းအဲ့အုပ်စုကိုတယောက်ကိုပြန်လုတ်ကြည့်လိုက်အကုန် share သွားမှာဒီလိုမျိုးပေါ့နော်သားသမီးကိုပြောတာတော့မဟုတ်ဘူးပုံ ဖုန်းပြင်းလို့လို့ဖုန်းလဲလို့လို့ဗီဒီယိုလို့လို့နဲ့ကိုကသားသမီးနဲ့ဆွေးနေခဲ့တာဒီတော့သားသမီးတွေကသူတို့ဆုံးဖြတ်ချက်နဲ့သူတို့အမှန်တွေကိုတော်တော်များများမှန်တယ်ပေါ့ကွယ်အဲ့လိုမျိုးရှောက်တဲ့အခါမှာကိုလည်းအစဉ်ပြေသားသမီးလည်းအစဉ်ပြေတယ်ကိုပြဒနာကိုရှင်းကြောင်းပြဒနာအိမ်သေးမလားနဲ့သူများကိုပေါ်မဆာနဲ့သူများကိုသူများလုံရင်တော့ခံမလာစေနဲ့เนาะကိုပြဒနာကိုရှင်းဒီကောင်မလေးကဒီလူအများကြီးကိုတယောက်သေးကိုလုတ်ခဲဒီလောက်ကိုရေရော အကုန်လုံးပေါ့မြန်မာတနိုင်ငံလုံးရင်မနာဘူးအခုရင်နာနေရတယ်အကုန်လုံးတနိုင်ငံလုံးသူ့မိဘတွေဆိုရင်ပိုဆိုးမှာပေါ့နော်အကုန်လုံးရင်နေနာနေကြကျမဆိုနှလုံးရောဂါရှိတဲ့တော့ကျမပြီးအောင်တော့မကြည့်ကျမပြီးအောင်တော့မကြည့်စိတ်ထဲတွေမှာအဲ့လိုမကောင်းဖြစ်နေလို့တော်တော်မကောင်းဖြစ်နေလို့ပြီးအောင်တော့ကျမမကြည့်အားကြောင့်မို့လို့မိဘတွေကလည်းသသမိတွေကိုအခုမိန်းကလေးဆိုရင်အခုခေတ်ကြီးမှာသမီးစားကိစ္စသူတို့ဓာတ်ရိုက်ဘာမပြောနဲ့ဖုန်းထဲမှာ ဝေကောင်မလေးကတော်တော်အနေစားမတက်ဘူးပဲရီးစားနဲ့သားချင်းတွေတာဟိုတယ်သွားတယ်တက်ခိုကန်းသွားတယ်ဒါလုတ်စီရမဟုတ်ဘူးမိန်းကလေးကမိန်းကလေးအော်ဟာထားမယ်အဲဒါသူ့ကိုပြောတာတော့မဟုတ်ဘူးတစ်ဖက်လက်နဲ့ဆုံးမတာသူနားတဲ့ရောက်တယ် အဲ့ပြီးတော့ဟိုယောက်ျားလေးဆဲခံနေတဲ့မိန်းကလေးတွေကိုတွေ့နေ။အိုးဟဲယောက်ျားလေးကဆဲခံလိုက်။ဒီလိုဆဲခံလို့ဒီလိုယောက်ျားလေးကဆဲတာ။ဒါဆဲခံကြမလို့သူ့တော့ပြောတာမဟုတ်ဘူး။ဒါပေမဲ့သူ့ခေါင်းထဲမှာရှိသွားတယ်။ယောက်ျားလေးလည်းဒီလိုပဲ။အဲဆေးမှုတွေဘာတွေပေါ့နော်။အမျိုးစုံပေါ့ယောက်ျားလေးနဲ့ပတ်သက်တဲ့ဟာတွေအမျိုးစုံပေါ့။ဒီဟာလေးမှလည်းသူတို့ဓာတ်ရိုက်ဆုံးမခြင်းမဟုတ်ဘဲနဲ့သွဲဝိုက်ပြီးနားထဲဝင်အောင်လှုပ်လို့ရတယ်ပေါ့။အခုဒီမြောင်မြောင်ကောင်မလေးခံစားရတဲ့ကိစ္စတွေကလည်းဒါမိဘနဲ့တာသမီပြုံဝင်လင်းလင်းပြောထားမယ်ဆိုရင်အကုန်အဆင်ပြေတယ်လို့ကျွန် ပါမြင်နေပေါ့နော်ကျမတို့ကတော့ဒီရက်ညနာသူမိန်းကလေးဖက်ကဘလို့ထွက်လာမလဲပေါ့နော်ထွက်လာတဲ့အချိန်မှာကျမတို့ကတော့တတ်နိုင်သလားကူညီပေးဖို့ပေါ့လေကျမတို့ကတော့စောင့်စားနေရတဲ့အချိန်ကိုဒါပေမဲ့ညနာတဲ့မိန်းကလေးရဖက်ကထွက်မလာသလိုပြုတ်လောက်တဲ့မိန်းကလေးတွေရဲ့မိဖတွေဖက်ကလည်းထွက်မလာခဲ့ဘူးခုချိန်ထိလေနောက်ပြီးတော့လေကျမစိတ်အထင်ကဟို တာဝန်ရှိရဲ့လူကြီးတွေကပဲညတို့ဘယ်သူမှရှင်းမထွက်နဲ့ ရှစ်ထွက်ခဲ့လို့ရှိရင်ဟိုဘလို့အေးယူမဲကာရီများပြောထားလဲပေါ့လေကျမဟိုကျမစဉ်းစားမိတာလေးပေါ့နောက်ပြီးတော့တစ်ချက်ကလည်းကျမသိချင်ရတဲ့လောက်ကတော့ဟိုကလေးမလေးရဲ့အမေနဲ့ဖေနဲ့ကကွဲနေတာဆိုပြီးကျမသိချင်ရတာပေါ့နော်ကလေးမလေးကလေးရဲ့မိဖတွေကလည်းနည်းနည်း AC ပြီး AC ပုံရတယ်ကျမပြီး မလေးလာမိတလောက်ပေါ့နော်သူ့ကိုလည်းချစ်လိုက်တာမှတုံနေရပဲတဲ့အဲ့တော့နောက်ထပ်တစ်ချက်ကခလီမလေးဖက်ကမားတဲ့အမားကြီးထဲမှာဖေနဲ့ဒါသမီးကိုပေးစားတဲ့အမားမျိုးတော့အဲ့လိုမားတာမျိုးမဟုတ်ဘူးเนาะနောက်ပြီးတော့ခလီမလေးကအဲ့လောက်ထိလဲမရိုင်းဘူးရှင်အဲ့လောက်ထိမိဖနဲ့ဒါသမီးကိုပေးစားနိုင်တဲ့အစင်ရိုင်းနေဆိုရင်အဲ့လိုအများနဲ့တယောက်ထဲမှာအဲ့လောက်ထိဆိုရင်သူပြန်လုပ်ပြီးမှာသူပြန်လုပ်မှာ ောက်ထိတက်နေမှာတော့ပေါ့နော်ကျမတို့ဒီခံမှန်းပြီးတလောက်ကတော့ကျမစိတ်အထင်ကလည်းအဲ့လောက်ထိရိုက်မယ်လို့မထင်ဘူးနော်ဒါမှမဟုတ်ရိုက်ဖြစ်ချင်လည်းဖြစ်သွားနိုင်တယ်ကျမစိတ်အထင်ကတကယ်လို့နောက်ပြလို့ရှိရင်တောင်းဝန်ယူစိတ်တောင်းဝန်ခံစိတ်ရှိရဲ့အတွက်သူကျမပေါ့နော်သုံးကြိမ်သုံးခါကျမနားထောင်ရတယ်တခါနားထောင်လိုက်ခလီမလေးကိုရိုက်တဲ့ဟာကြည့်လိုက်ပြန်ထက်ပြီးတော့ပြန်နားလိုက်အဲ့လိုမျိုးဘလုံးမခံစားနိုင်ဘူးဟိုကျမဘေးနားလေးရတယောက်ကိုပြန်ပြောခိုင်းရတယ် ခဏတော့တည်တည်ချာချာနားထောင်ပေးပါဆိုပြီးကျမအပြီးထိခုချိန်ကြီးပြီးပြီးဆုံးဆုံးကျမမကြည့်ရသေးဘူးကျမဒါမှန်းတာပြောရင်ချမ်းသာပါသိလားအဲ့လိုကောင်းမလေးဟိုဘက်ဒီဘက်လှည့်နေတဲ့ပုံစံလေးပေါ့အဲ့ဒါလေးကိုရင်ထဲမှာရည်ထွမနာဖြစ်တယ်အဲ့လိုဆိုတော့ကောင်းမလေးအဲ့လောက်ထိရိုင်းနေတဲ့အထက်မှာမပါဘူးနှုတ်နှစ်ဖက်ထွက်မလာပုံကြရင်တောင်ဝန်ရှိရဲ့လူကြီးတွေကခဏညီတို့အပြင်မထွက်နဲ့ဒီလုံးဝဆိုရှယ်ပေါ်မတက်နဲ့လို့ပြောထားသလားပေါ့နော်အဲဟိုဒါပေမဲ့ ကိုတနေ့ကကျမ live ပေါ်မှာတက်ပြီးပြောတဲ့အချိန်ထိအဲ့နင့်နာတဲ့အဲဟိုပြုတ်လုတဲ့ကောင်မလေးရဲ့တချို့ကကျမရဲ့မန်အောင်ကနေအကန့်ဆရားတွေနဲ့ဝင်မှန်တော့အဲ့တော့တစ်ချက်ကအဲ့ပြုတ်တဲ့ကလေးမလေးကိုပဲတစ်ဖက်ဆောင်းနေပြောတာမဟုတ်ဘူးမိဘထိမ့်သိမ်းကနည်းနည်းလက်မခံတဲ့မျိုးစားထဲမှာပါတယ်ပေါ့နော်ကျမတော့အခုချိန်ထိနင်းနာတဲ့မိဖရဲ့ချိန်ထွက်လာမလဲဆိုတော့အချိန်ထိကတော့ကျမတို့စောင့်စားနေလို့ပေါ့လေ ဟုတ်ကဲ့ပါမျိုးတို့ရေမွေးဗီဒီယိုလေးတော့ဒီလောက်ပါပဲဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့ဒီအန်တီပြောတော့တာလည်းအရောက်မှမှတ်နေပါတော့ဒီများများအထက်ခါချောက်ခါကြောင်းသူတွေအုပ်စုဖွဲ့ပိုက်ခက်တာနဲ့ပတ်သက်ပြီးတော့အခုဆိုလို့ရှိရင်တနိုင်ငံလုံးလည်းပြတ်နှက်နေတယ်ဒါပေမဲ့အခုချိန်တိကိုထိထိရရအရင်ယူခြင်းလည်းမရှိသေးဘူးပေါ့နော်ဒီအရက်ခန့်နဲ့ကြောင်းသူလေးကလည်းတော်တော်လေးကမှအပြစ်ကြီးလို့ဒီလိုမျိုး မကြောက်ပေမဲ့ငြင်းခံလိုက်ရတယ်ဆိုပြီးတော့လည်းပြောလာတယ်ပေါ့နော်အခုကြည့်နေတဲ့အမျိုးကြီးရဲ့အမည်လေးရောဘယ်လိုမြင်လဲဆိုတာဗီဒီယိုလေးအောက်မှာ comment လေးရေးခဲ့ပြီးလို့ရပါရဲ့ရှင့်နောက်ထပ်လည်းမဆက်တဲ့တဲ့နေဟာတာဗီဒီယိုလေးပို့တက်ရက်ဆက်ဗီဒီယိုလေးကိုနေ့ချက်လည်းတက်ဆက်ပြသမှာမို့မွေး channel လေးကို like subscribe တပ်ဖို့တောင်းဆိုပါရဲ့ရှင့်မနစ်ကဖြစ်သွားတာလို့လည်းပြောတယ်ဒါပေမဲ့အခုချိန်မှမိဘတွေကတော့ပွက်လုံးရိုက်နေတော့ပေါ့နော်နောက်ဗီဒီယိုမှာပြန်ဆုံမနာတတား